အမေထဲချူဝအရန်ကိုပြန်မှန်းနေပြီတာလာပြီးတော့ဖော်ပြပေးပါမယ်ဝင်လင်းရဲ့မျက်လုံးထဲမှာမျက်လင်းချက်ကင်းမဲ့မှုကပြက်ကွက်သွားပြီးတတရတဲ့ခံစားမှုကအစားတို့ခံလိုက်ရပါတယ်သူကအရန်ကိုပြန်မှန်းနေပါပြီသူကအနာယူချင်ပါတယ်သူ့ရဲ့မျက်လုံးလေးကိုမှိတ်ထားချင်ပါတယ်သူကတတ်မလူသားဘဝကိုနေထိုင်ချင်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့နောက်ဆုတ်ကြပါမယ် သူကအဲ့ဒီတေးရှိရုံကတ်မှုတွေကိုမြင်ဆိုင်ကျင်တော့ပါဘူးကံကြမ္မာကိုစန့်ကျင်တိုက်ခိုက်ရတဲ့ရုံကတ်မှုအလုံးကိုမစင်စားကျင်တော့ပါဘူးသူ့မိဘတွေကိုအဲ့ထဲကိုမဆွဲခေါ်ကျင်တော့ပါဘူးသူ့မိဘတွေကိုပို့ဆောင်ပေးပြီးသူတို့ရဲ့တင်းကျိုင်းကူရှိမှတပြက်စီလဲပေးရတာမျိုးကိုလည်းမလုပ်ကျင်တော့ပါဘူး ူကဘာမှမသိခန့်ရင်ပို့ပြီးတော့ကောင်းပါအောင်မယ်ဟိန္ဒဗရာချုပ်မှာကျဉ်းန်းသူတွေရှိတယ်ဆိုတာအခြားကျဉ်းကျက်ချင်းနိုင်ငံတွေရှိတယ်ဆိုတာပြီးတော့ဟိန္ဒဗရာချုပ်ရဲ့အပြင်ဘက်မှာကျဉ်းကျက်ချင်းမဟာမိတ်ရရှိတယ်ဆိုတာသူကကျဉ်းန်းချင်းချုပ်အပြင်ဘက်ကလေခါနယ်ထဲမှာဟိန္ဒဗရာချုပ်လို့မရင်မတွနိုင်တဲ့အခြားချုပ်တွေရှိတယ်ဆိုတာကိုမသိချင်တော့ပါဘူးသူကဟိန္ဒဗရာချုပ်အပြင်ဘက်မှာကျဉ်းကျက်ချင်းမဟာမိတ်ဖွဲ့ရရှိတယ်ဆိုတာနဲ့ကျဉ်းကျက်ချင်းမဟာမိတ်ဖွဲ့ရအတောက်ပဆုံးကောင်းကင်အလင်းရောင်နေမြေထဲမှာပဲရှိတယ်ဆိုတာကိုလည်းမသိချင်တော့ပါဘူး ူကအတောက်ပဆုံးကောင်းကင်အလင်းရောင်နေမြေအပြင်ဘက်မှာကောင်းကင်တခွေတိမ်ပင်လယ်နဲ့စင်းခွန်မြစ်ကရှိတဲ့ဆိုတာကိုလည်းမသိကျင်တော့ပါဘူး။သူကထိုးရအားလုံးကအတွင်းနဲ့ပဲတခုပဲဆိုတာကိုလည်းမသိကျင်တော့ပါဘူး။သူကအပြင်ဘက်မှာအပြင်ပိုင်းနေမြေကရှိနေတယ်ဆိုတာကိုလည်းမသိကျင်တော့ပါဘူး။ဝလင်းကအသက်ရှင်နေထိုင်လာရင်းနဲ့ပဲထိုးအပြင်ဘက်မှာပို့ပြီးတော့ပို့ပြီးတော့ရှိနေသေးတယ်ဆိုတာကိုခက်ရည်သဘောပေါက်လာပါတယ်။အားလုံးကပြီးဆုံးသွားပြီ။ငါလွတ်မြောက်ပြီ။ဝါကိုတောင်းပန်ပါတယ်။အဆုံးမှာကိုကမင်းကိုနိုးထားစေဖို့အတွက်စွမ်းအားကိုမရယူနိုင်ခဲ့ဘူး။ ပြန်ငါတောင်းမှန်ပါတယ်မင်းဖေကအကောင်းဆုံးစူးစမ်းခဲ့ပါတယ်ဝလင်းကမျက်လုံးလေးကိုမှိတ်လိုက်ရင်ခါသက်စွာနဲ့ခန်းစားလိုက်ရပါတယ်ထိုးရရရအယောင်ခုနှစ်မျိုးလန့်သူ့အနာကိုချင်းကပ်လာချိန်မှာ တေးချင်းမတိုင်ခင်သူ့ရဲ့နောက်ဆုံးအထွေးတွေပါသူကမျက်လုံးလေးကိုမှိတ်လိုက်ချိန်မှာပဲသူ့ရဲ့ရင်ဘက်ပေါ်ကအဝတ်စားတွေကပြုတ်ကွဲပြီးသူ့ရဲ့ရင်ဘက်ကပါလိုက်ပါသွားပါတယ်သူ့ရဲ့အသားနဲ့သွေးတွေကဆုပ်ပြဲသွားပြီးသူ့ရဲ့မျက်နှာကလည်းအတူတူပါပဲမြေမုံကမြေမုံစီကိုမြေကြီးကမြေကြီးစီကိုအယောင်9မျိုးလန့်ပေရပေါင်းများစွာကွာဝေးတော့ချိန်မှာသူ့ရဲ့မျက်စိရှိမှနှွေးထွေးတဲ့ပုံရိပ်ကပေါ်လာပါတယ်ခြံဝန်းထဲမှာသူ့ဖေကစေးတန့်ကိုရှူဆိုင်ပြီးမိကိုးတွေကိုမှုတ်ထုတ်လိုက်ပါတယ်ပြီးတော့စေးတန့်ကိုခြားထားလိုက်ပါတယ် သူ့ရဲ့လက်ထဲမှာမြင်းကလေးတစ်ကောင်ရဲ့တစ်သားပပူးရုပ်လေးရရှိနေပါတယ်။သူ့ရဲ့မျက်နှာကအပြုံးနှိမ့်နဲ့ပြင်းထန်နေခဲ့ပါတယ်။ထိုးရထဲကျူးရဲ့ခုနှစ်နှစ်ပြည့်မွေးနေ့တုန်းကသူ့ရဲ့လက်ဆောင်ပါဝလင်းကသူ့အဖေရဲ့ဘေးမှာမေးစင်းကိုလက်နဲ့ထောက်ပြီးထိုင်နေပါတယ်။သူ့ရဲ့မျက်လုံးတွေကဆဲလျူရှားမှုနဲ့ပြင်းထန်နေခဲ့ပါတယ်။သူကမြင်းငယ်လေးပုံပေါ်လာတာကိုကြည့်နေခဲ့ပါတယ်။သူ့ရဲ့မျက်လုံးထဲမှာသူ့အဖေကအရာရာကိုဆွမ်းဆောင်နိုင်ပါတယ်။သူ့အဖေကကောင်းကင်ဘုံလိုပါပဲ။ သူ့ဖေကဘာမှမစိုးလုံးနိုင်ပါနဲ့မလန်းမကန်းမှာသူ့အမေကလည်းဒဲဦးတလုံးကိုခိုင်းထားပါတယ်သူ့ပတ်ဝန်းကျင်ဟာကြက်တီဘဲတီနဲ့တရိဆန်တွေကိုအစာကျွေးနေရင်သူမကဖခင်နဲ့သားနှစ်ယောက်သားကိုပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့နူးညံ့တဲ့အချိန်နဲ့ကြည့်နေပါတယ်ပုံရိပ်တွေကတဖြည်းဖြည်းနဲ့အစိတ်ပိုင်းများစွာအဖြစ်ပြောက်ကွယ်သွားပါတယ်ထိုးအစိတ်ပိုင်းတွေကအရိတ်တွေကိုဝင်းရံထားတဲ့ စိန်ငိမ့်တဲ့တောင်ကြားတစ်ခုအဖြစ်တဖြည်းဖြည်းနဲ့ပြန်လည်ဖွဲ့စည်းသွားပါလေတောင်ကြားထဲမှာတစ်သားအိတ်တလုံးဝရှိပါတယ်လီမူဝမ်ကတော့အိမ်ရှိမှထိုင်နေပြီးသူ့ရဲ့သပင်တွေကသခင်မတယောက်လိုထုံးဖွဲ့ထားပါတယ်သူ့ရဲ့နူးညံ့တဲ့မျက်နှာမှာပျော်ရွှင်မှုကိုထုတ်လွှင့်နေပြီးသူ့ရှေ့ရလူကိုညင်သာစွာနဲ့ကြည့်နေပါတယ်သူမကထိုးချိန်လေးအတွက်အကြာကြီးအကြာကြီးစောက်ဆိုင်ခဲ့ရပါတယ်အခုတော့သူမကထာဝရအဆုံးထိသူ့ကိုတိတ်ဆိတ်စွာနဲ့ကြည့်ရှုနေနိုင်ပါပြီသူ့ရဲ့နူးညံ့တဲ့လက်ကရှေးအောင်ဆောင်ပေါ်မှာလှုပ်ရှားသွားပြီးနူးညံ့တဲ့တေးသွားကလည်းထွက်ပေါ်လာပါတယ်ဂီတာတန်နေရာပဲ့တင်ထလာချိန်မှာ ဝလင်းကသူ့ဖေလိုတသားတစ်ပိုင်းကိုကင်ပြီးလီမူအောင်နှင်သာစွာနဲ့ကြည့်ကသူမအတွက်ဗဘူးထုပေးနေခဲ့ပါတယ်နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်ကြည့်နေခဲ့ပါတယ်ထိုတောင်ချာရှင်းပြလို့မရတဲ့ခန်းစားချက်နဲ့ပြင်းထန်နေခဲ့ပြီးထိုရာမမေ့နိုင်စေရပါထိုပုံကြီးကဖြည်းဖြည်းချင်းပျောက်ွယ်သွားပြီးအစိပ်ပိုင်းတွေဖြစ်သွားပြီးရဲ့နောက်သူတို့ကတစ်ခါပြန်ပြီးတော့ဖွဲ့စည်းသွားပါတယ်သူတို့ကမြင်မာတဲ့တောင်တလုံးပေါ်မှာရှိနေပါတယ်လေဒီကတဟူးဟူးနဲ့တိုက်ခိုက်နေချိန်မှာဝလင်းကဝန်းနေမှုနဲ့အထီးကျန်မှုတွေပြင်းထန်နေရင်တောင်ထိပ်မှာတိတ်ဆိတ်စွာနဲ့ရက်နေခဲ့ပါတယ်သူကရှေးကိုကြည့်လိုက်ပြီးသူ့ရဲ့မျက်လုံး ထဲမှာဝမ်းထဲပူဆိတ်မှုတွေကိုဖုံးကွက်ထားပါတယ်ဖုံးကွက်ထားပေမဲ့ထိုးရအလုံးအကောက်ပြီးသူ့ရဲ့အရိတ်ထဲမှာယူဆိတ်ထွက်နေပါတယ်ထိုးရသူ့နောက်ကလူငယ်တယောက်ရဲ့မျက်လုံးထဲကိုကြောက်ထားပါတယ်ထိုးလူငယ်ကစံတန်းတဲ့ဝစားတွေကိုဝစ်စင်လာပါတယ်သူကသူ့ဖေရဲ့နောက်မှာရှိနေချိန်မှာလေယာဘလောက်ပြပြသူ့အပေါ်ကိုကြောက်ရွံ့လာတဲ့လေယာညင်သာသွားပါတယ်သူ့ဖေရဲ့သူ့ကပောက်ကိုထောက်ပံ့ပေးနေတယ်တောင်တလုံးလိုပါပဲသူ့ဖေရှိနေရင်သူကတောင်ထိပ်ကရဲမျက်နှာဖြစ်စေရင်လေယာရန်ကြမ်းတမ်းတာဖြစ်စေမကြောက်ရွံ့ပါဘူးသူ့ဖေသာရှိနေရင်သူကဘာမှမကြောက်ပါဘူး လူငယ်ကသူ့အဖေရဲ့ကြောပြင်းကိုအကြည့်ပြီးလေးလေးနက်နက်နဲ့ပြောလိုက်ပါလေအဖေပင်ကအဖေကိုထာဝရအဖို့ပြုပေးမယ်ကျွန်တော်တို့ကဘတော်မှမခွဲခွာဘူးသူ့ရဲ့စိတ်ထဲမှာနောက်ဆုံးပုံရိပ်ကလည်းပြုတ်ခွဲသွားပါလေပြီးတော့သူ့ရဲ့ခန္ဓာကလည်းအတူတူပဲပြုတ်ခွဲသွားပါလေအယောင်ခုနှစ်မျိုးလန်ဟိမ့်လာပြီးဝင်လေးနဲ့တဖြည်းဖြည်းချင်းနီးကပ်လာပါလေဒိုးရတဲ့ထိုးချိန်လေးမှပဲကောင်းကင်အပေါက်ထဲကနေဖုံးလွှမ်းထားတဲ့အပြောင်းအလင်းထဲကနေအတန်တစ်ခုကထွက်လာပါလေ ဟမ်ထိုတန်အရန်ကိုရုတ်တရက်ပေါ်လာတာဖြစ်ပြီးအပြောင်းလေးရအောင်မတားစီနိုင်ခဲ့ပါဘူးထိုတန်ကထိုကဘာထဲကိုပစ်တင်ထက်ဝင်ရောက်လာချိန်မှာအီကရီရဲ့မျက်နှာအမူအရပြောင်းလဲသွားပါလေကောင်းကင်ကပြုတ်ကွဲရင်တော့ဘတော်မပြောင်းလဲမဲ့သူ့ရဲ့အကြည့်ကအလိုမင်းကိုကြောက်ရွံ့တဲ့အမူအရနဲ့ပြင်းထန်သွားပါလေ အရှင်သခင်သွေးနီဝိညာဉ်ဟာပေါ်လာတော့ကတော့သူကဒီလိုမဖြစ်ခဲ့ပါဘူးဒိုးရည်ထိုးစကလုံးတစ်လုံးကိုကြားရတဲ့အချိန်မှာသူ့ရဲ့စိတ်ကပြုတ်ကွဲလို့နေပါဖြစ်သွားပြီသူကလူလျောက်နောက်ဆုတ်သွားပါတယ်သူ့ရဲ့မျက်နှာမှာမြုံနိုင်မှုနဲ့အလွန်ပြင်းထန်တဲ့ကြောက်မှုတွေကပြင်းထန်နေပြီသူကအဲ့ဒါကိုဖုံးကွက်လို့တော့မရတော့ပါဘူးဟာဟာဟာဒီပြင်းရနောက်ဆုံးတော့မင်းကိုရှာတွေ့ပြီတောက်ကျိုးနေမင်းကဒီပြင်းကိုတကယ်ကိုပြစ်သွားတာပဲ DBNG ကအဲ့ဒါကိုခွင့်မပြုဘူးအပြောင်အလင်းထဲမှာယူဝသူ့ရဲ့လက်ကနေစက်ပေါင်းတစ်ချောင်းကိုကင်နာပြီးမာနကြီးတဲ့အကြည့်မျိုးရှိနေပါတယ်သူကအပြောင်အလင်းထဲကနေရှောက်ထွက်လာပါတယ်ယူဝပေါ်လာချိန်မှာအလွန်အားကောင်းတဲ့ရွှေအောင်အလင်းကသူ့ရဲ့ခန္ဓာကနေပြန်နှံ့ထွက်လာပါတယ်အီကရီရဲ့မျက်နှာအမူအရကတော့ပြောင်းလဲသွားပါတယ်သူကမေးရင်မတွန့်နိုင်တဲ့နှစ်တွေအထိကြီးကြံ့ခဲ့ပေမဲ့သူ့ရဲ့စိတ်ကပြုတ်ကွဲသွားပါတယ်အရှင် တကရေကအယူကိုကြည့်ရင်သူ့ရဲ့စိတ်ကလွန်းထွက်လို့နေပါဖြစ်သွားပြီးသူ့ရဲ့မျက်နှာချက်ချင်းပဲဖြူဖြော့သွားပါတယ်အယူကစကားပြောပြီးရတော့သူကဝလင်းနဲ့အယောင်ခုနှမျိုးလန့်ကိုမြင်လိုက်ရပါတယ်ဒုံးဆိုးတဲ့အတန်နဲ့အတူလှမ်းဝလင်းကိုအယောင်ခုနှမျိုးလင်းတန်းထဲမှာဖုံးလန်းသွားပါတယ်အယူကခဏတာကြောင်သွားပြီးတုံလုံးဆရာကောင်းတဲ့ဟိန်းတန်းကိုထွက်လွတ်လိုက်ပါတယ်အေကရေကိုလိလူရှူပြီးရွှေရောင်အလင်းကသူ့ကိုဖုံးလန်းသွားကအယောင်ခုနှမျိုးအလင်းစီကိုခြေလန်းလိုက်ပါတယ်မင်းကတေလုံးမဖြစ်ဘူးဒီပြင်ရောက်မင်းနဲ့မကစားရသေးဘူးမင်းအောင်ကစားဖို့အတွက်နေရာအများကြီးကိုခေါ်သွားမယ်လို့ခရီးပေးထားတယ် အယူကသူ့ရဲ့မျက်လုံးထဲမှာယူသွမှုနဲ့ဟိမ့်လိုက်ပါတယ်သူကအယောင်ခဏမျိုးအလင်းထဲကိုပြေးဝင်သွားပြီးဝက်လင်းရဲ့ပြုတ်ကွဲနေတဲ့ခန္ဓာကိုပိတ်ဖက်လိုက်ပါတယ်အယောင်ခဏမျိုးလမ်းမှာဖြက်စီးခြင်းအချိန်ကပေါဝင်နေပြီးအယူကဝက်လင်းကိုပိတ်ဖက်လိုက်ချိန်မှာ ထိုဖြက်စီးစွမ်းအားကပောက်ကွက်ထွက်လာပါလေအယောင်9မျိုးလံကိုအလွန်ကြောက်စရာကောင်းစရာသူ့ရဲ့စွမ်းအားက9ချိန်ပောက်ကွက်ထွက်မှာဖြစ်ပြီးအချိန်တိုင်းမှာအရင်အားထက်ပိုပြီးတော့ပြင်းထန်ပါလေပြင်းထန်တဲ့ဒရုံဒုံအတန်တွေကစတိုက်ဖြစ်ပေါ်လာပြီးအချိန်တိုင်းကအရင်အားထက်ပိုပြီးတော့ပြင်းထန်လာပါလေမိုးချိန်တန်ခုနှစ်ချက်ကကုန်လွန်သွားပြီးရဲ့နောက်မှာကဘာတုန်ခါသွားပြီးကောင်းကင်ကအတင်းကျက်နဲ့ဆုပ်ပြဲသွားပါလေအောက်ကရေနောက်မှာပောက်ကွက်ထွက်သွားပြီးထိုတစိမ့်ခတ်ထားတဲ့ကဘာအစိပ်ပိုင်းအဖြစ်ပြောင်းလဲသွားပါလေထိုအစိပ်ပိုင်းတွေကမုန်တိုင်းတစ်ခုလိုလာယာဘောင်းစုံကိုလွတ်ဆင်သွားပါလေ ထုံမုံတိုင်းကကဘာကိုဆုပ်ဖြဲသွားပါတယ်လေဟာနေကဆုပ်ဖြဲသွားပါတယ်ပြီးတော့တီရှိမှုအလုံးကိုဆုပ်ဖြဲသွားပါတယ်ပြီးတော့တွင်းနဲ့ကြီးတစ်ခုကရုတ်တရက်ပေါ်လာပါတယ်ထိုတွင်းနဲ့ကြီးကမတိတဲ့နေရာတစ်ခုစီကိုဥတီနေပြီးထိုရားလည်းမဲမောက်နေပါတယ်အယူးမှပြည့်ပြည့်စုံနဲ့မတင်မျိုးခန္ဓာရှိနေပါတယ်ထိုပြိုကျမှုအတွင်းမှာသူ့ရဲ့ခန္ဓာအချိန်ပေါင်းများစွာပြိုကွဲသွားခဲ့ပါတယ်နောက်ဆုံးမှတော့အယောင်9မျိုးလန့်ရဲ့ဖြက်စီးစွမ်းအောက်မှာသူကသတိလစ်နေတဲ့ဝက်လင်းကိုပွေထားပြီးနှစ်ယောက်လုံးကတွင်းနဲ့ကြီးကြားထဲမှာဆုပ်ယူခံရရပါတယ်ထိုအချိန်မှာပဲဒစိမ့်ခတ်ထားတဲ့ကဘာပြိုကွဲသွားသလို အီကရီရဲ့ခန္ဓာကလည်းဝေပေါသွားပါလေသူကပျောက်ကွယ်သွားပြီဖြစ်တဲ့တွင်းနဲ့ကြီးကိုစိုက်ကြည့်ရင်သူ့ဘာသာသူတီတိုးရေဝလိုက်ပါလေသူကတကယ်ကိုယူသွားပြီတကယ်ပဲယူသွားပြီဝန်လင်းကိုမတင်မျိုးကောင်းကင်ခန္ဓာကိုပေးခဲ့တာသူပဲဖြစ်ရမယ်သူကဒါမယူခဲ့ရင်ဒီလိုဘတော်မှလုံးမမဟုတ်ဘူးသူကပြင်းထန်စွာနဲ့ဒဏ်ရာထားတယ်ပြီးတော့အတိတ်ကသူ့ရဲ့ဇီယအရာဆိုရင်သူကဘသူမှကဲမှာမဟုတ်ဘူးသူကတကယ်ကိုယူသွားပြီသူကငါ့ကိုမမှတ်မိတော့ဘူး ဣကရိကတတရရသွားပြီသူ့ရဲ့ခန္ဓာကလည်းပြောက်ကွယ်သွားပါတယ်သူကပြောက်ကွယ်သွားချိန်မှာလူတယောက်ကသူ့ရဲ့ဘေးမှာတိတ်ဆိတ်စွာနဲ့ရှောက်လန်းထွက်လာပါတယ်ထိုလူကတော့တဆေဦးကြီးကျမ်းမှာသူကပေါ်လာချိန်မှာဣကရိရဲ့ဝေဝါးနေတဲ့ပုံရင်းကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်ဣကရိကရုတ်တရက်ခေါင်းလေးလိုက်ပြီးမဲ့သူ့ရဲ့စိတ်ကလေသွားပြီးအငိုက်မိသွားပါတယ်အခုရှောင်းတိန်မှုအတွက်နောက်ကျသွားပါပြီ သူကနာကျင်စွာနဲ့ညှဉ်းညူလိုက်ပြီးသူ့ရဲ့ပုံရိပ်ကအစမ်းအသာမကျန်ပြောက်ကွယ်သွားပါတယ်။တစေဦးကြီးကျန်းကတွင်းနဲ့ကြီးရှိနေတဲ့ကဘာကိုကြည့်ပြီးစဉ်းစားနေခဲ့ပါတယ်။ထိုတစိမ့်ခတာတဲ့ကဘာကိုအပြင်နယ်ပယ်ကတတိယအဆင့်ကြီးညက်သူအများကြီးအားဖန်တီးထားခဲ့တာပါ။အပေါက်ကနေရိုစိတ်ထွက်လာနေတဲ့အချိန်ဝါကိုလမ်းညို့အဖြစ်သုံးရင်တော့သူကအဲ့ကိုရောက်ဖို့အတွက်အချိန်နှင်းငယ်ကိုယူခဲ့ရပါတယ်။တလန်းတော့ကြောက်သွားတယ် အဲ့ဒီကောင်းကင်ဘုံသွေးအတွက်တော့နှမျောเสียပါပဲအဲ့ဒီအယူကတော့သူကမှတ်ညံတရားအဲ့လိုတကယ်ပဲဖြစ်နိုင်မလားသူကတကယ်ကိုယူသွားပြီလို့ငါကမထင်တော့ခဲ့ဘူးသူတို့ကအဲ့တွင်းနဲ့ကြီးထဲကိုဝါမြုပ်ခံလိုက်ရပါတယ်တွင်းနဲ့ကြီးကနေထွက်လာတဲ့အချိန်မှာရှင်းလင်းစွာပဲဂူနေရအလွှာပါတလန်းကောင်းကင်ဘုံမတင်မျိုးတလန်းဒီမှာတဆေဦးကြီးကျန်းကခေါင်းခံရပြီးထွက်ခွာသွားပါတယ် ဟင်းသားဗရာဂျူဟာညင်သားတဲ့အလင်းရောင်ကိုထုတ်လွှင့်နေပါတယ်။အဝေးရကြည့်ရင်အေဂျင့်နေတဲ့ပုံပါပဲ။မမြင်နိုင်တဲ့ဖုံမှုတစ်စက်ကပြုတ်ကွဲသွားပြီးတင်းခဲ့တဲ့အတန်တစ်ခုကထွက်လာပါတယ်။ထို့ဖုံမှုကတော့ဝလင်းကဘီဒုက္ခကြာရောက်နေတဲ့နေရာပါ။တဆေဦးကြီးချမ်းကပျောက်ကွယ်သွားပြီးရင်တော့ဟင်းသားဗရာဂျူရဲ့ပက်လေမှာလှိုင်းကြက်တွေကပူပူပြီးတော့ပဲတင်ထွက်လာပါတယ်။မကြခင်မှာပဲလှိုင်းကြက်တွေကကောင်းကင်တစ်ခုလုံးကိုဖုံလွှမ်းသွားပြီးပုံရိပ်တွေကစိုးရင်တကြီးနဲ့ရှောက်ထွက်လာပါတယ်။အရှင်သခင်ဟုန်ရှန်အရှင်သခင်တောင်ပိုင်းတိုင်ချင်းလင်းချင်းရွှေစသဖြင့်တို့ပါ။ သူတို့ကတပိုင်းနဲ့ထဲပေါ်လာကြတာမဟုတ်ပဲတယောက်ပြီးတယောက်ပေါ်လာကြတာပါအားကောင်းတဲ့နဖျားအယုံကပဝင်ချင်းကိုလွှမ်းခြုံသွားပြီးပြိုကွဲနေတဲ့ဖုံမိုးအဆက်ပေါ်မှာအယုံဆိုင်သွားကြပါတယ်လူတိုင်းကတိတ်ဆိတ်စွာနဲ့စဉ်းစားနေကြပါတယ်သူတို့ကဝန်လင်းရဲ့အရှင်ကောင်ကိုမခံစားမိကြပါဘူးအရင်ဝန်လင်းကပျောက်ဆုံးသွားတော့လို့ပဲသူကတိတ်သွားသလိုပါပဲအရှင်သခင်ဟုန်ရှန်ရဲ့မျက်လုံးတွေကဝန်နေမှုနဲ့ပြင်းထန်နေပါတယ်အချိန်တော်ကြာပြီးရဲ့နောက်သူကညင်သာစွာနဲ့ပြောလိုက်ပါတယ်သူကမတည်သေးဘူးစစ်ပွဲကြီးကစတော့မယ်အပြင်နယ်ပယ်ရဒီသတင်းကိုဖြန့်လိုက်မယ် ချင်းလီဟာပြုတ်ကွဲသွားတဲ့ဖုံမိုးအဆက်ကိုကြည့်ရင်တပြင်းတစ်ချက်ချလိုက်ပါလေအတိတ်ကဝင်လင်းရဲ့ပုံကြီးကသူ့ရဲ့မျက်စိရှိမှ ဖြစ်ပြီးသွားပါလေချင်းရွှေကတော့အဝေးကကျေတွေကိုမော့ကြည့်လိုက်ပြီးသူ့ရဲ့အကြီးကအလူမင်းကိုအိဆက်သွားပါလေတက်ဖြက်ချင်းအနှစ်သာရအရှိန်အဝါတစ်ခုကသူ့ရဲ့ခန္ဓာကနေပြန်နှံ့ထွက်လာပြီးပဝင်းချင်းကိုဖုံးလွှမ်းသွားပါလေငါသူ့ရဲ့နေရာကိုအစားထိုးမယ်ပြီးတော့တိမ်ပင်လယ်ရဲ့တိုက်ပွဲစခန်းမှာကိုယ့်ကိုတက်ဆွဲထားမယ် ချင်းရွှေဟာသူ့ရဲ့မျက်လုံးလေးကိုမှိတ်လိုက်ပြီးသူ့ရဲ့မျက်နှာတဖြည်းဖြည်းနဲ့ပြောင်းလဲသွားပါတယ်။နောက်ဆုံးမှသူကဝင်လင်းရဲ့ရုပ်သွင်ကိုခံယူလိုက်ပြီးသူ့ရဲ့အေးဆက်တဲ့စိတ်နဲ့စိတ်ထားကတော့ဝင်လင်းနဲ့ဆင်တူသွားပါတယ်။သူကသူ့သမီးကိုရှာဖွေဖို့အတွက်သူ့ရဲ့လွတ်လပ်ခွင့်ကိုဆွလွတ်လိုက်ပါတယ်။သူကဝင်လင်းရဲ့ရုပ်သွင်ကိုခံယူပြီးတိမ်ပင်လေရတိုက်ပွဲစခန်းမှာတင်ဂီတာတစ်ခုဖြစ်လာဖို့အတွက်ရွေးချယ်လိုက်ပါတယ်။ငါမင်းအတွက်လစားချိန်ပေးမယ်။ဒီကိစ္စမှာပေါဝင်ပတ်သက်တဲ့လူတိုင်းအတွက်ငါမှအခွင့်အရေးအယုံလေးတစ်ခုဟာရှိခဲ့မယ်ဆိုရင်တော့ 没赚了啥千不赚，我算过多少平米。 ချင်းရွှေဟာသူ့ရဲ့ဝန်ထဲမှုကိုဖုံးကွယ်ဖို့အတွက်မျက်လုံးလေးကိုမှိတ်လိုက်ပါလေထိုနေရာကိုရောက်လာတဲ့လူအများပြားဝန်လင်းကထိုဘေးဒုက္ခကိုရှောင်လဲနိုင်မှာမဟုတ်ဘူးဆိုတာကောင်းကောင်းသိကြပါလေသူတို့ရဲ့ထောင်လန်းမှုကိုရှောင်ချပြီးသူ့ရဲ့တိုက်ခိုက်မှုကိုစတင်ဖို့အတွက်အပြင်ပိုင်းနယ်ပယ်ကအချိန်တော်ကြာသေးရကြံစီခဲ့တယ်ဆိုတာသူတို့ကသိကြပါလေဝန်လင်းအတွက်ကတော့ရှောင်လဲဖို့ကအလွန်ခက်ခဲပြီးသူကတည်ဆုံသွားနိုင်ချိန်များပါလေတိတ်ဆိတ်မှုကဆက်လက်တည်ရှိနေချိန်မှာပဲလူတိုင်းကတဖြည်းဖြည်းနဲ့လူစုကွဲသွားကြပါလေတို့ရရင်သူတို့ရဲ့နှလုံးသားထဲကဒေါသပူပူပြီးတော့တောလုံလာပါလေအဝေးကဟင်းသ တဗရာချူဟာထာဝရဒီအတိုင်းပဲနေသွားမယ့်ပုံစံနဲ့ညင်သာတဲ့အလေးရောက်ကိုဆက်လက်ထုတ်လုပ်နေပါတယ်ဝယ်လင်းနဲ့ရင်းနှီးကျွမ်းဝင်တဲ့လူအလုံးကသူတို့ရဲ့ကိုပိုင်ကဘာထဲမှာနှိမ့်ညွန့်နေကြတော့မှသူတို့ကဒီမှာဘာတွေဖြစ်ခဲ့လဲဆိုတာမသိကြသေးပါဘူး ကျော်ဦးထိုင်ကဟင်းသားပရိုင်ရုပ်ထုပေါ်မှာထိုင်ပြီးတိတ်ဆိတ်စွာနဲ့အရက်တောက်နေတော့မှာကျောင်းနိုင်ငံကဧကရေမျိုးတော်မှာအဲ့ဒီအိမ်ထဲခြံဝန်းကလည်းရှိနေတော့မှာတင်းကျန်ရအထီးကျန်စွာနဲ့ကြန့်ရှိနေပြီးငိုကြွေးပူဆွေးနေတဲ့ပုံရိပ်လေးရတာပျောက်ဆုံးနေခဲ့ပါလိမ့်မြေကြီးပေါ်မှာအရက်အိုးအနေငယ်ရတာကြံခဲ့ပြီးခြံမီသားစုရဲ့ရက်တရတော့အတွင်းထဲမှာမရှိတော့ပါဘူးကောင်းကင်ခွဲပစိန်ကိုကင်ပြီးကောင်းကင်ကိုမော့ကြည့်နေတဲ့အေယာမရုပ်ထုကြီးကတော့ကြံရင်းနေခဲ့ပါလိမ့်ထူရထောက်ရတရှိမှုတစ်ခုဖြစ်လာပုံပါပဲရက်အနေငယ်ကြာပြီးရဲ့နောက်မှာအေးဆက်တဲ့အတွင်နဲ့လူငယ်တယောက်ကရုပ်ထုအောက်မှာတိတ်ဆိတ်စွာနဲ့ရက်နေ ိခဲ့ပါတယ်သူကဖြည်းဖြည်းချင်းဒူးထောက်ပြီးသူ့ရဲ့မျက်လုံးအစွန်းကနေမျက်ရည်တွေကစီးကြလာချိန်မှာသူကဦးချပြီးတော့ကြောလိုက်ပါတယ်ဆရာ73ကလူတိုင်းရဲ့အာယုံဆိုင်မှုအောက်လူမြင်ခွင့်ကိုရောက်တဲ့အခါဆရာရဲ့တပည့်ဖြစ်ကြောင်းညင်ညာပါမယ်။ရက်အနေငယ်ကြာပြီးရဲ့နောက်လှပတဲ့အမျိုးသမီးတစ်ယောက်ကမျိုးရည်များဆွဆွနေတဲ့မျက်လုံးနဲ့အနေငယ်အိုနေတဲ့ကြားတကောင်နဲ့အတူရောက်လာပါတယ်။သူမရဲ့မျိုးရည်တွေကပပင်းပေါ်ကနေစီးကြပြီးမြေကြီးပေါ်ကိုခြာသွားချိန်မှာသူမကရုတ်ထုကိုညင်သာစွာနဲ့ပုတ်တက်လိုက်ပါတယ်။ဦးလေးတမီးရချိုးယူပါ။တမီးရယူပါလေးပါ။ ရက်နေငယ်ကြာပြီးရဲ့နောက်ခန္ဓာတောက်တင်တဲ့လူတစ်ယောက်ကရုတ်ထုရှိမှရေမောနေပါလေသူကရေလိုက်ရေလိုက်နောက်ဆုံးမှတော့မြေကြီးတွေကသူ့ရဲ့မျက်လုံးကနေစီးကြလာခဲ့ပါလေသူကရုတ်ထုနဲ့အတူမူးအောင်တောက်ချင်ပုံနဲ့အရအိုးနှလုံးကိုကင်သားပါလေမူးသွားပြီးရဲ့နောက်ခန္ဓာတောက်တင်တဲ့လူကစတဲ့ငိုကြွေးပါတော့လေငါသာမင်းကိုချင့်ညက်ချင်းလမ်းပေါ်လမ်းမညုံပြီးခင်အဲ့တုန်းကငါတို့ကသာမတွေ့ဆုံခဲ့ကြရင်အဲ့တုန်းကငါသာ ကောင်းကင်စန်းကျင်ပဒေးစေးကိုယူဆောင်သွားခင်အိမ်တုံးကမင်းအားအပြစ်ကင်းစင်တဲ့စေချိုသက်ကောင်လေးတယောက်ဖြစ်ပဲရှိနေခင်ရက်နေငယ်ကြပြီးရဲ့နောက်လှပတဲ့အမျိုးသမီးတယောက်ကရုတ်ထုရှေးမှာရက်နေခဲ့ပါတယ်။သူမအဲ့မှာအကြကြီးအကြကြီးကိုမှရက်နေခဲ့ပါတယ်။နေထွက်ချိန်နေဝင်ချိန်တွေမှာသူမရုတ်ထုကိုကြည့်နေခဲ့ပါတယ်။တန်တရာအနေငယ်လေပြီးရဲ့နောက်မှာသူမတိတ်ဆိတ်စွာနဲ့ထွက်ခွာသွားပါတယ်။သူမလက်ထွက်သွားချိန်မှာမျက်ရည်နှစ်ဆက်ကကျလာပြီးမြေကြီးဘုတ်ကိုကြောက်သွားချိန်မှာပဲကြိမ်မော့သွားပါတယ်။သူမကတော့မူပေးမိပါရက်နေငယ်ကြပြီးရဲ့နောက်ပန်းရောက်ရေလိုင်းပုံစံ ံစကောက်ကိုဝစ်ဆင်လာတဲ့အမျိုးသမီးတစ်ယောက်ကပင်မနှွမ်းနေနေတဲ့ပုံစံနဲ့ဟင်းသားဗလားချူပေါ်ကိုရောက်လာပါတယ်။သူမရုပ်ထုကိုကြည့်ပြီးအတိတ်ကိုပြန်အမှတ်ရလိုက်ပါတယ်။အရှင်ကကျမကိုမသိပေမဲ့ကျမကတော့အရှင်ကိုသိပါတယ်။ လာနေငယ်ကြပြီးရဲ့နောက်အချိန်ရဲ့ကုန်ဆုံးမှုကလေဟာနယ်လိုပဲမရောခံတာတို့ပါပဲအစလည်းမရှိအဆုံးလည်းမရှိကျိုးပဲ့နေတဲ့ခန္ဓာနှခုအသာရှိနေပါတယ်ထိုနေရာမှာတက်ရှိလည်းမရှိအရာဝတ္ထုလည်းမရှိမှောက်ပိုင်းနေတဲ့လေဟာနယ်တစ်ခုပါပဲထိုနေရာမှာရှိတဲ့တိတ်ဆိတ်မှုကထာဝရတည်ရှိခဲ့တဲ့ပုံပါပဲအဲ့ဒီလေဟာနယ်ထဲမှာစဝိုင်းပုံစံဖွဲ့စည်းထားတဲ့ခပ်ဖြော့ဖြော့တွေးရောက်လေးနှခုကရှိနေပါတယ်အဲ့ဒီစဝိုင်းပုံစံအထွေမှာဝယ်လင်းရဲ့ခန္ဓာအကြီးအကျယ်ကိုပြုတ်ကွဲနေပြီးဒိုင်ယာတွေနဲ့ဖုံးလွှမ်းနေပါတယ်သူ့ရဲ့ဘေးမှာအယူကမျက်လုံးတွေကိုမိတ်ထားပေမဲ့သူ့ရဲ့မျက်နှာကလည်းပြန့်နှံ့နေပါတယ်သူ့ရဲ့ ခန္ဓာပုံမှာဒဏ်ရာမရှိတော့ဘဲသူ့ရဲ့မျက်ခုံးကြားမှာအယောင်9မျိုးအလင်းရရှိနေပါတယ်အယောင်9မျိုးလန့်အယူရဲ့မသိမျိုးခန္ဓာကိုမထိခိုက်နိုင်ပေမဲ့အတိတ်ကပြင်းထန်တဲ့ဒဏ်ရာကြောင့်အကောက်ဝဲမဲဖြစ်နေတဲ့သူ့ရဲ့ဝိညာဉ်ကိုတော့ထိခိုက်နိုင်ပါတယ်ထို့သွင်းရောက်အလင်းဆက်ဝိုင်းရဝယ်လင်းရသူ့ရဲ့လက်ထဲမှာကင်ထားတဲ့ရွှေအောင်သွေးတစ်စက်ကနေဖွဲ့စည်းထားတာပါအလင်းကသူ့ကိုညင်သာစွာနဲ့ဝင်းရံထားချိန်မှာဝယ်လင်းကမျက်လုံးလေးကိုအာရုံပြီးတော့ဖွင့်လိုက်ပါတယ်သူကဘလောက်ချက်ချာအိပ်ပျော်နေခဲလဲဆိုတာမသိပေမဲ့သူကအချိန်တိုလေးတွင်းတာလိုထားနေနိုင်မယ်ဆိုတော့သူကသိပါတယ်ခါသက်စွာနဲ့ခန်းစားရ ရင်ဝလင်းကဒရီလင်းနေတဲ့ယူးကိုမြင်လိုက်ပြီးသူ့ရဲ့အကြီးကညင်သာသွားပါတယ်သူကတပင်းတစ်ချက်ချပြီးသူ့ရဲ့လက်ကိုမနှဲအာယုကမြှောက်လိုက်ပါတယ်အချိန်အနည်းငယ်ဝင်ရင်းပြီးရတော့သူကသူ့ရဲ့တုံလုံးနေရာကိုဖွင့်နိုင်ခဲ့ပါတယ်တောင်အသီးသုံးလုံးကပြန်ထွက်လာပြီးသူကရှူသွင်းလိုက်ပါတယ်အသီးသုံးလုံးကအလင်းနဲ့သုံးခုအဖြစ်ပြောင်းလဲသွားပြီးသူ့ရဲ့စိတ်ကူးမြင့်နိုင်တဲ့ရှုပ်ထွေးတဲ့တောင်အာယုတွေနဲ့အတူဝလင်းရဲ့ပါဇက်ထဲကိုဝင်ရောက်သွားပါတယ်ဝလင်းရဲ့မျက်လုံးနေရာသူ့ဘွားရဲ့အဆုံးမှာအပြင်းထန်ဆုံးအလင်းရောင်ကိုထုတ်ဖို့ပြလိုက်ပါတယ်သူ့ရဲ့ဘေဘက်လက်ကအယူးကိုဖမ်းဆုပ်လိုက်ပြီးသူ့ရဲ့ညာဘက်လက်မျိုးကသူ့ရဲ့ကိုယ်ပိုင်မျက်ခုံး ုံးတစ်ခုကြာအေရီးယားကိုညွှန်ပြလိုက်ပါတယ်အိမ်မတ်တောင်သူစွာရဲ့လက်ကြံကိုအတုံးချပြီးသူဖန်တီးခဲ့တဲ့တတရမြောက်မူလနီးပညာအိမ်မက်တာကိုသူကအသုံးပြလိုက်ပါတယ်။သူရဲ့ကိုပိုင်အိမ်မက်တာကိုသုံးပြီးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းမြောက်စွာကိုအိမ်မက်မဖို့အဲ့ဒီအိမ်မက်ထဲမှာသူကသူ့ရဲ့တည်ခြင်းရှင်ခြင်းကံကြမာနဲ့စစ်မှန်ခြင်းမှားယွင်းခြင်းအနစ်သာရတွေကိုပြပြစုံစီပါလိမ့်မယ်။သူ့ရဲ့ညာဘက်လက်ကပြုတ်ကျသွားပြီးဝလင်းကသူ့ရဲ့မျက်လုံးလေးကိုမှိတ်လိုက်ပါတယ်။ညီလေးထားတော့အလိုဘလို့ဖြစ်လို့မင်းကတလုံးတော့မူးနေရတယ်။ငါကရှင်းလင်းတော့ပဲကျေးဇူးပြုပြီးတော့ထားပါဦး။ လမ်းဘေးကနေကြတဲ့စားသုံးဆိုင်ဒီဇိုင်းမှာအစိမ်းရောင်ဝေးဝင်ဝင်ထားတဲ့ဇပွဲတို့တယောက်ကဇပွဲပေါ်မှာမူးနေတဲ့လူငယ်တယောက်ကိုအကူညီမဲ့စွာနဲ့တွန်းလိုက်ပါတယ်။ဒါတကယ်ကိုပညာတတ်ပဲ။နှစ်ခွက်လေးနဲ့တော့တလောင်းတော်မူးနေတာ။ဇပွဲတို့ကပို့ပြီးတော့ပြပြင်းထန်ထန်တွန်းပြီးတော့နှိုးလိုက်ပါတယ်။ကောင်းကင်ဟာတက်ရှိအာလုံးတွဲတဲကုတ်ကန်တစ်ခုပဲ။အချိန်ရတော့ဖြတ်တန်းသွားလာနေတဲ့ခီးသွွားရာပေါင်းများစွာပဲ။ပြီးတော့အိမ်မက်ထဲမှာမွေးဖွားလာတာ။ဒါလောက်ပီတီဖြစ်စရာဒါမှမဟုတ်အိမ်မက်ရဲ့ပီတီကြပြာကောင်းပဲ။ လူငယ်ကမူးယင်းနေတဲ့အကြည့်နဲ့စပွဲထိုးကိုကြည့်ပြီးတခဲခဲနဲ့ရင်မောလိုက်ပါလေ။ငါမင်းကိုပြပြမယ်။ငါ email တစ်ခုကိုမှတ်တယ်။ငါမသိမျိုးတယောက်ဖြစ်နေရလို့အိမ်မက်မှတ်တယ်။ပြီးတော့လူငယ်ကမြေကြီးပေါ်ကိုလဲကျသွားပြီးဟောက်တန်နေရစတင်ထွက်ပေါ်လာပါလေ။မိုးတောက်ရဲ့နေအောင်ချီနူးနူးကမြေပေါ်ကိုညင်ညင်တာနဲ့ကြောက်လာပါလေ။ ကောင်းကင်ရာကြည်လင်နေပြီးငှက်မွေးလိုတိမ်တိုက်တွေဟာကောင်းကင်မှာပြောင်းကျင်းနေပါတယ်။နေတည့်ရဲ့အစာနေအောင်ကြည်ဟာတိမ်နေလိုထိမှန်သွားတဲ့အခါလိမ်မော်ရောအလင်းတန်းခပ်ဖြော့ော်လီဟာထွက်ပေါ်လာပါတယ်။အဝေးကနေကြည်လိုက်ရင်အိမ်မက်ကဘာတစ်ခုလိုပါပဲ။လမ်းတော်ကတဲကိုခန်းနေမိကုံးကငွေ့တွေနဲ့ခွေးဟောင်းတန်တွေကထွက်လာပါတယ်။ထိုးရာတွေကထိုးနေရာနဲ့မလိုက်ဖက်တာမျိုးမဟုတ်ပါဘူး။အရာလုံးကအဲ့အတိုင်းဖြစ်တင်ဖြစ်ထိုက်တယ်လို့မျိုးပါပဲ။ဆိုင်က မွေးထားတဲ့ခွေးလေးတစ်ကောင်ကတကောင်နဲ့တစ်ကောင်ကိုဆောက်ကစားရင်းအမိလေးကိုတွန်းနှက်ကပြီးလွှားနေကြပါလေ မကြခင်မှာပဲအဝေးရနေမြင်းခွအတန်ဒီမြေကြီးကိုစောက်တဲ့အတန်တွေကထွက်လာပါတယ်အဝေးရနေမြင်းတော်များအချိန်နဲ့ပြေးနေလို့ဖုံလုံးတွေကထနေပါတယ်မြင်းနေပေါ်မှာတော့ဝေးရုံရှည်တွေဝတ်ထားတဲ့တာမာထွားချိုင်းတဲ့လူကြီးတွေကထိုင်နေကြပါတယ်သူတို့အားလုံးကတီကြီးတဲ့မျက်နှာထားတွေနဲ့အချိန်ပြပြနဲ့ခုံကျော်ဖြတ်သွားကြပါတယ်သူတို့နားကိုရောက်လာတဲ့အခါခွေးတွေကဥကြောင်ကြောင်ဖြစ်ပြီးလမ်းကိုရှောင်ဖယ်သွားကြပါတယ်မြင်းနေကလီနေတို့အလီမြန်နဲ့ဖြတ်ကျော်သွားပါတယ်မြင်းခွအတန်တွေကကျဲလောင်လုံးလို့တဲကုခံအပြင်ဘက်ကမြေကြီးကိုတုံခါစေပြီးတဲကုခံကိုယ်တိုင်ရအောင်တုံခါနေသူ ပါပဲထိုတဲကုခံကတိတ်ကိုရုံရှင်ပြီးနှစ်ပေါင်းများစွာတည်ရှိခဲ့တဲ့ပုံပါပဲတုံခါမှုကြောင့်ထိုတုံခါမှုကိုမခံနိုင်တော့သလိုအတန်နေရထွက်လာပါတယ်တဲကုခံရဲ့ဒုတိယထက်ကနေထိတ်လန့်နေကြတဲ့အော်ဟစ်တန်ထွက်လာပါတယ်စိတ်မပူနဲ့စိတ်မပူနဲ့ဒီဖိုးကြီးရဲ့ဆိုင်ရဒီမှာနှစ်တရာကျော်ရှိနေပြီမြင်းနေရဒီချိန်နဲ့ဖြတ်သွားတိုင်းဒီလိုပဲဖြစ်နေကြ ်ပြူမကြောက်ဘူးရှေးကြတဲ့အတန်တဲကိုခမ်းမှာပြည့်တင်ထက်သွားပါလေခမ်းမရဲ့ဒေါက်တနေရာမှာကြမ်းတမ်းတဲ့ဝတ်စားတွေဝတ်ထားတဲ့ရပ်ပုပ်အဖိုးကြီးတယောက်ကထိုင်နေပါလေသူ့ရဲ့လက်ထဲမှာဆေးတန်းတစ်ချောင်းကိုကင်နာပြီးအေးအေးဆေးနဲ့တောက်သုံးနေပါလေသူ့ရှေ့မှာတော့ မင်းညာစပွဲတို့ကောင်လေးရပခုံးပေါ်မှာတပတ်တစ်ထည့်ကိုတင်နိုင်ဒုတိယထက်ကဧည့်သည်တွေအတွက်ရွေနေဦးတလုံးကိုယူလာပေးပါလေထိုးချိန်မှာပဲဒုတိယထက်ရဲ့ညာဘက်အစုံနဲ့အခန်းမှာအဝိစားတွေဝှထားဆဲလူငယ်တယောက်ကဂရင်းပေါ်မှာလှည့်ရောက်နေပါလေအခန်းတစ်ခုလုံးကအရက်နဲ့အနေနဲ့ပြင်းထန်နေခဲ့ပါလေမင်းညာဖျက်သွားပြီးအခန်းကတုန်ခါသွားတဲ့အခါလူငယ်ကဖြည်းဖြည်းချင်းမျက်လုံးကိုဖွင့်လိုက်ပါလေသူကသူ့ရဲ့လက်ကိုနှစ်ဖူးပေါ်ကိုတင်ပြီးကြောင်တောင်နဲ့ပဝင်းချင်းကိုကြည့်လိုက်ပါလေအာလောဘမာလေလောဘမာတာပဲ ငါဘလို့လုတ်ပြီးရောအရက်ဒီတလောက်တော့တောက်မိသွားတာလေအဲ့လူငယ်ကတော့အသက်၁၈ဒါမှမဟုတ်၁၉နှစ်လောက်ပဲရှိပါဦးမယ်သူကပိန်တွယ်ပြီးရိုးရှင်းရိုးရီရှိကပညာတတ်တယောက်ရဲ့အငွေတက်ကထွက်နေပါတယ်သူကခါတက်တဲ့အပြုံးတစ်ခုကိုပြုံးလိုက်ပြီးဂရင်ဘေးကိုကင်ကောင်မတက်ထားရဲလိုက်တော့ခေါင်းကိုက်လာပါတယ်သူကဇပွဲစီကိုရိုင်းတီးရိုင်းတီးနဲ့ရှောက်သွားပြီးသူကိုယ်သူယူနီအေဂျင့်တစ်ခွက်ကိုလောင်းထည့်လိုက်ပါတယ်ထိုးရောင်တောက်လိုက်မှသာအနေငယ်နေသားထိုင်သာရှိသွားပါတယ်နောက်ဆိုရင်အရက်မူတော်ကိုသတိထားမယ်မင်းညာငါးဒိလစ်သွားတယ် ငွေပဲဆုံးသွားရင်တော်ပါသေးရဲ့အသက်ပါဆုံးသွားရင်တော့လူငယ်ကတပင်းချပြီးယူနိုင်ချန်နောက်တော့ခေါ့ကိုတောက်လိုက်ပါတယ်ထိုးချိန်မှာပဲတကားခေါက်တန်ထွက်လာပြီးဇပွဲတို့ရဲ့အတန်ပဲ့တင်ထလာပါတယ်ရင်ွေးရမယ်အဲ့တဲ့တော့ရင်ွေးလို့ခြင်းလားလူငယ်ကအမြန်ထားလိုက်ပါတယ်သူကအမြန်ထားလိုက်လို့လားမသိနောက်တစ်ခါမူးဝေသွားပါတယ်သူကမနေ့အာတင်းပြီးစကားပြောလိုက်ပါတယ်ဝင်ခဲ့တကားကျွေးကနေပွင့်သွားပြီးဇပွဲတို့ကယူနိုင်ဦးနဲ့အတူဝင်လာပါတယ်ဇလုံးနေကိုယူနိုင်တွေဖိပေးပြီးတဲ့နောက်သူကလူငယ်ကိုလက်ကြည့်ပြီးပြုံးလိုက်ပါတယ် ကျွန်တော်ဒီမှာဇပွဲလို့လောက်လာတာ၃နှစ်ရှိပြီဒီကဆန်ရဲ့နှစ်ခွက်ထဲနဲ့မူးတဲ့သူတခါမှမမြင်ဘူးမင်းညခမ ्या ကိုဘလောက်ပဲတွန်းတွန်းခမ ्या ကနိုးမလာတော့ဘူးဒါနဲ့ပဲကျွန်တော်ကခမ ्या ကိုဒီပေါ်ထက်ကိုတဲလာပြီးတော့နားခိုင်းရတယ်ညီလေးအရမတောင်းနိုင်ဘူးဆိုတော့လေ့ကျင့်ဦးမှာပေါ့မျိုးတော်ကအရာရှိအားလုံးကတထောင်ပေါ်တော်တော့မူးလို့ကြားတယ်နော်လူငယ်ရဲ့မျက်နှာကအနေငယ်နှီးသွားပြီးသူ့ရဲ့မျက်လုံးတွေကကျေးဇူးတင်တဲ့အရေးယုံနဲ့ပြည့်နေသွားပါတယ်သူကထပြီးလက်နှစ်ဖက်ဆုပ်လိုက်ပါတယ်ကိုရဲ့ view site မှုအတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဘာမှသွားလဲမသိဘူး ပထမတစ်ခွက်တော့အဆင်ပြေသေးတယ်ဒုတိယတစ်ခွက်ကတော့ဘိုက်ထဲကိုရောက်သွားတယ်မြေကြီးပေါ်ကိုလဲကျပြီးတော့မူးသွားတော့တာပဲစပွဲတော့ကလည်းသွားဖြဲပြီးတော့ရေလိုက်ပါတယ်ရွေနေအိုးကိုကင်ပြီးထွက်သွားတော့မယ့်အချိန်မှာသူ့ရဲ့မျက်နှာမှာစားနှောက်ချင်တဲ့အပြုံးတစ်ခုကပေါ်လာပါတယ်သူကလူငယ်ကိုကြည့်ပြီးတော့ပြောလိုက်ပါတယ်မင်းရဒီကိုအရာရှိဆောင်ပွဲလာဖိတာမလားမင်းညမင်းရမူးနေတော့မင်းရဲ့အိမ်မထဲမှာမတိမ်မျိုးဖြစ်သွားတယ်လို့ပြောသေးတယ်ဟာဟာဟာမင်းပြောတာတွေကတိတ်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲအချိန်ရရင်ငါနဲ့လာပြီးတော့စကားထပ်ပြောတိတ်ကိုပြောဖို့ကောင်းတယ် သူတို့ကစကားပြောနေတော့မှပဲဇပွဲထိုးကနူးညံ့တဲ့အဖြုံနဲ့ထွက်ခွာသွားပါတယ်လူငယ်ရဲ့မျက်နှာနီးမြန်းသွားပြီးခါတီးစွာနဲ့ခေါင်းခံလိုက်ပါတယ်ဇပွဲထိုးကထွက်သွားပြီးတဲ့နောက်လူငယ်ကယူနွေနဲ့မျက်နှာတက်လိုက်တော့မင်းညာအရက်စိန်အတော်များပြေရော့သွားပါတယ်သူကဗရင်းဘောကိုဖွင့်လိုက်တော့အေးများတဲ့လေတွေနဲ့အတူတောက်ပါတဲ့နေရောင်ခြေရပါဝင်လာပါတယ်ထိုလီကမျက်နှာကိုတိုက်ခတ်လာတော့တိတ်ကူမှနေလို့ခေါင်းပါတယ်လူငယ်ကိုတပင်းချစီပါတယ်လူငယ်ကဗရင်းဘောနားမှာရက်ပြီးအပြင်ကိုကြည့်ရင်သူ့ဘာသာသူတီးတိုးရီကိုလိုက်ပါတယ်မင်းညာမူးပြီးတဲ့နောက် ငါတကယ်ပဲအိမ်မက်တစ်ခုကိုမှတ်ခဲ့တယ်အဲ့ဒီအိမ်မက်ကတိတ်ကိုထူးဆန်းနေတယ်ပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးဘာတစ်ခုမှကိုလည်းမမိသေးဘူးအဲ့အိမ်မက်ကတိတ်ကူမှာတကယ်ဖြစ်နေသလိုပဲလက်တွေးနဲ့တော့ခွဲခြားလို့မရတော့ဘူးအဲ့ဒါလွန်ခဲ့တဲ့၃နှစ်ကဦးလေးရရောက်လာတဲ့အချိန်ဟာစခဲ့တာငါဟိုင်ရန်ခိုင်းကိုဝင်ခဲ့တယ်ဟာဟာစိတ်ဝင်စားဖို့ကောင်းတာပဲဒါပေမဲ့အိမ်မက်ကမပြီးသေးသလိုပဲငါဟိုင်ရန်ခိုင်းကိုဝင်ခဲ့တာပဲမှတ်မိတော့တယ်ဟိုင်ရန်ခိုင်းအဲ့လိုခိုင်းမျိုးကဘယ်လိုလုပ်ပြီးရရှိနိုင်မှာလဲမသိမျိုးတွေ ဘလို့လို့ပြီးတော့ရှိနိုင်ပါလေငါတို့လိုပညာရှိတွေဟာတစီတရေတွေရဲ့စွာကိုမယုံကြည်ဘူးအများစုကလူတွေကိုလှည့်စားဖို့အတွက်လုံတန်ပြောထားတဲ့ကောလာဟာလာတွေလူငယ်ကခေါင်းကိုခံရပြီးဇပွဲဘဝခွက်ကိုကြည့်လိုက်ပါလေသူကသူ့ရဲ့ခလေးဆန်တဲ့စိတ်ကပေါ်လာပြီးသူ့ရဲ့မညံထဲမှာလက်စိတ်တစ်ခုကိုဖဲ့ကခွက်ကိုညှို့လိုက်ပါလေစွဲငင်ချင်းဤပညာလူငယ်ကပြုံးလိုက်ပြီးခွက်ကိုညှို့လိုက်ပါလေအဲ့ခွက်ကအနေငယ်လီတော့မလုပ်ပါဘူးအိမ်သားမှာပဲငငိမ့်လေးရှိနေပါလေလူငယ်ကရေမောပြီးတိုးတိုးလေးရေဦးလိုက်ပါလေဒီဤပညာတိတ်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲ နာလောက်ဆော့ကစားပြီးတဲ့နောက်လူငယ်ကသူ့ရဲ့စိတ်ကိုရှင်းလင်းပြီးပစည်းလေးကိုတေချာစီစဉ်လိုက်ပါတယ်သူ့ရဲ့ဝစ်စားတွေပတ်စံအစားထောက်တွေနဲ့ဘောပင်မှင်နဲ့စားဟုတ်အားလုံးကရှိနေပါတယ်ပြီးတော့သူကအခန်းကိုတည်တည်ချာတန်ရှင်းလေးလုပ်ပြီးအရင်နဲ့နေပျောက်သွားအောင်ဆော့ပြီးမှတန်ရှင်းတဲ့ဝစ်စားတွေကိုလဲဝေးလိုက်ပါတယ်ပြီးတော့ဝါကြောပိုးအိတ်ကိုလွှဲပြီးအခန်းထဲရောက်ထွက်လာခဲ့ပါတယ်သူကငငယ်ခရေကတိတ်ကူမှာထမြက်ပါတယ်ဒိုးဝါတွေသူ့ရဲ့ဇေယိုက်ကတိတ်ကူရိုးရှင်းပါတယ်သူကတော်မော်ရွာလေးတွေ့ရမှာကြီးပင်းလာခဲ့ပြီးထိုးရသူ့အတွက်ပထမဦးဆုံးအကျင့်အင်ကားထွက်လာတာပါ တောင်ပေါ်ရွာနေထွက်ခွာလာတယ်သူ့ကိုသူ့မိဘတွေရဲ့ကျင်လာတဲ့အကြည့်တွေကလိုက်ပါနေပါတယ်သူကအတောင်ပံဖျန့်ကြတော့မဲ့ငှက်ပေါက်လေးတစ်ခေါင်လိုပါပဲထိုခန်းကသူ့ကြောင့်ညစ်ပတ်ပြီးအရင်နဲ့နေဆွဲနေခဲ့ပါတယ် ူကိုထမ်းပြီးထိုးအပေါ်ထောက်ကိုခေါ်လာပြီးတဲ့ဇပွဲထိုးကိုတန်ရှင်းရေးလုတ်ခိုင်းမဲ့အစားသူကိုယ်တိုင်ကပဲတန်ရှင်းရေးလုတ်ပါတော့တယ်သူကပထမထက်မှာအစားအနည်းငယ်ကိုစားပြီးငွေရှင်းလိုက်ပါတယ်ပြီးတော့သူကမထွက်သွားခင်မှာဇပွဲထိုးကိုပြုံးပြပြီးနေအောင်ကြီးကိုမျက်နှာမူကထွက်လာခဲ့ပါတယ်နူးညံ့တဲ့အလင်းရောင်ကသူ့ရဲ့ခန္ဓာပေါ်ကိုကြောက်နေပြီးလူငယ်ကလည်းနေအောင်ကြီးနဲ့ပြည့်စုံပါတယ်သူကတိတ်ကိုတတော်တတာရှိတဲ့ခန်းစားချက်ကိုပေးဆွမ်းပြီးလူတွေကသူ့ကိုမချစ်ခင်မဲ့မနေနိုင်ပါဘူးသူ့ရဲ့တန်ရှင်းတဲ့ဥစ္စာနဲ့တည့်ရတဲ့ဝစားစင်ရင်မူကတက်ကြွမှုနဲ့ပြင်းထန်နေပါတယ်အစိုးရလမ်းမကြီးတိုင်းရှောက်လန်းရင်သူက ရှေ့ကိုကြည့်လိုက်တော့အဝေးမှာကြောင်းနိုင်ငံရဲ့မြို့တော်ကိုခက်ရည်လေးမြင်နေရပါတယ်ဝလင်းမင်းကလုံနိုင်တယ်မင်းကတေချာဖို့လုံနိုင်တယ်ငါဘွဲတစ်ခုခုကိုရရင်ငါမိဘတွေကိုတောင်ပေါ်ရွာကနေခေါ်ထုတ်ပြီးသူတို့အသက်ကြီးတဲ့အထိပြုစုမယ်သူတို့ပျော်ရွှင်မှုတွေကိုခံစားစေရမယ်ကျွန်တော်ကတော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်